သူတို့အမအောင်ကျေးဇူးတင်ပါပါတင်လားကျေးဇူးတင်ပါမရဲ့ငချောက်တဒိုလေးကိုစလက်သေးခွန်တော့ပဲဖြစ်တဒိုလေးပဲစားရအစားရသူတို့အရန်ကိုကျဉ်တ်သွားပါညီမလေးကျဉ်သူတို့ကျဉ်တ်သွားရလာအောင်ပျော်ရှင်သွားရလာအောင်မလေးတိလားစိတ်ဟိုဘလို့ပြောရမလဲညီမလေးစိတ်ခံစားမှုတွေအပြည့်အဝနဲ့ပေါ့အရသာရှိရှိကိုအမကြော်ထားပေးတာပါညီမလေးနော်အဲ့လိုမိသားစုတွေဆုံးရှုံးသွားတဲ့သူတွေအတွက်ကတော့မမပြောချင်တာတော့ဟိုစိတ်တက်မကြပါနဲ့လို့နော်ဒီလိုပါပဲလူဘဝဆိုတာဒီလိုပါပဲပေါ့လေတွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာမလို့ပေါ့နော်ဒါကတော့စိတ်တက်မကြပါနဲ့ပေါ့လေမမလည်းမမတို့ဘက်ကလည်းမမတို့ဘက်ကဒီလိုဒီလိုဟာတွေကိုကြုံရတယ်မခံစားရတယ်မမတို့ဘက်ကလည်းတန်းထိုင်သလောက်တည်းတော့မမလည်းဒါတွေပြီးရင်နောက်ထပ်လည်းထပ်လုပ်ဖို့အစီအစဉ်တွေရှိပါတယ်ပေါ့ညီမလေးရှိရဲအဲ့ဒါမျိုးလေးတွေပေါ့လုတ်ပေးမှာပေါ့ညီမလေးရေဟိုစိတ်တက်မကြပါနဲ့ဒါလေးပဲပြောချင်ပါတယ်ညီမလေးစိတ်တက်ကတော့ကြာနေမှာပဲလေသူတို့ကခံစားနေရတာဆိုတော့စိတ်တက်မကြပါနဲ့လို့တွေ့ကြုံဆုံ क्वे ဖြစ်မြဲဓမ္မတာမလို့ပေါ့နော်လူဘဝကြီးဆိုတာဒီလိုပါပဲလို့အဲ့ဒါလေးပဲပြောချင်ပါတယ်ညီမလေး ဒါမမစကိုင်းကလေးအတွက်ကိုလေစကိုင်းကိုအဓိကလူသွားမှာမညီမနေနော်ဒါဘယ်နှစ်ချိန်မြောက်ဖြစ်လဲဒါဆိုရင်နှစ်ချိန်ရောက်ပါဒုတိယအချိန်မြောက်ပေါ့ဒုတိယအချိန်မြောက်ဒုတိယအချိန်မြောက်ပထမအချိန်ရောက်ပထမအချိန်ရောက်ဆိုလို့ရှိရင်ညီမလေးဘာလေးပါလဲဆိုငပိရေချိုးငပိရေချိုးငပိရေချိုးဆိုရင်တပူးကိုမမရောင်းမယ်ဆိုတော့တောင်းခက်လောက်အင်းဒီလိုဒီလိုဟာလေးပေါ့ရောက်ယူမယ်ရောင်းမယ်ဆိုရင်တောင်းခက်လောက်ရှိတယ် ဒီထဲမှာဆိုရင်မညီမလေးငရံနေပါမယ်ငပြင်းမတွေငစရိုင်းနေငခူအစုံပေါ့ငပုတ်တင်ငပုံနာငပတ်အပေါက်ကားကလေးအပေါက်အစုံစားကောင်းမဲ့ငါတွေငပိရေလည်းဖြူရမယ်စားလည်းပေါ့ရမယ်စားကောင်းမဲ့ငပိရေချိုမဲ့ဟာတွေအကုန်ဒီထဲမှာအကုန်ထက်လာတာစားပေါ့တယ်မမညီဝဲ quality ကငပိကစားပေါ့တာဆိုတော့ဒါလူတိုင်းကြိုက်တာနောက်ဆုံးညီမလေးရဲ့ငပိရေလေးကြိုးပြီးတော့ထမင်းပူလေးနဲ့စားရင်တော့အဆင်ပြေအောင်ပေါ့နော်မညီဝဲဒီလိုလေးသေချာပြီးထုတ်ပိုးပြီးတော့အဲ့ဒါကစကိုင်းကိုတစ်ခေါက်ပို့ပြီးပြီတစ်ခေါက်ပို့ပြီးသွားပြီ ဟိုကအဲ့ဒါမျိုးဘူး350ပါတယ်ဘူး350ပါတယ်ငချောက်ဘူးကငချောက်ဘူးကကြာလဲငချောက်ဘူးလည်းအတူတူပဲအဲ့လိုပါတယ်အခုကအခုတစ်ချိန်ရတယ်ကြာလဲငချောက်ကအဲ့လောက်လောက်ထပ်ပါပေါ့ညီမနော်350ကျော်လောက်တော့ရှိပြီပေါ့ညီမလေးမမလှူနေရလေ90ကျော်လောက်တော့ဖြစ်နေပြီပေါ့ငပိရပဲငပိရပဲဘူး350လေးညီမလေးတပေါင်းနဲ့ပဲတွက်ပေါ့လေဒီငချောက်ကလည်းနှစ်ချိန်ရှိနေပြီဆိုတော့လေ350ကျော်ဘူးတော့ရှိတယ်ပေါ့အနေဆုံး ါရှင်မင်္ဂလာပါညီမလေးမင်္ဂလာပါရှင်ဩမမနာမည်ကတော့ဒေါညိုမောင်လေးပါရေလဲကြောက်တန်းမှာရှိတဲ့မမရဲ့မြမကြိုက်စားတောက်ကုံလုပ်ငန်းပေါ့ဒီနေရာကနေရတဲ့ငပိငချောက်တွေပေါ့စံနေစံစံစီအထိကပေါ့နော်ဒါလည်းငပိငချောက်ငပြာရေစံစီအထိကပေါ့ဒါထုတ်ကုံတွေဂျန်နဲ့စားတောက်ကုံတွေလည်းအကုန်ရောင်းတာပေါ့ဒီနေရာလေးရလေဟုတ်ကဲ့ညီမလေးလူဖို့အတွက်အစင်းစားပစ်တာတော့ညီမလေးအရန်နေဒုက္ခရောက်နေရလေအဲလမ်းဘေးတွေမှာအကုန်လုံးအိတ်ကြတာမြင်နေရတာပဲလေအားလုံးဒါမမပြောပြမှာမဟုတ်အကုန်လုံးမြင်နေရဆိုတော့ စာနာစိတ်တွေနဲ့ပေါ့ကိုချင်းစာပြီးတော့စာနာစိတ်တွေနဲ့ဟိုစားတောက်တွေလည်းဒုက္ခရောက်มาပဲပေါ့နော်အလွယ်တကူလည်းချက်ပြုတ်ဖို့နေရာထိုင်ခင်းအကုန်လုံးဒုက္ခရောက်နေတဲ့အချိန်မှာဒါလေးကိုကအစင်တင်လေးစားလို့ရတဲ့ပစ္စည်းလေးတွေကြာကြာထားလို့ရမယ်ပစ္စည်းလေးတွေလှူမယ်ဆိုရင်ဒါအတော်တော်အသုံးတက်มาပဲဆိုဒီစိတ်ကူးလေးနဲ့မမကလည်းတရာတရားထက်တန်စွာနဲ့ပေါ့နော်စေတနာလေးထားပြီးတော့မှကြော်တော်ပြီးတော့မှချက်ပြုတ်ပြီးတော့ဒီလိုမျိုးလေးတွေလှူပေးတာဖြစ်ပါတယ်ညီမလေးဟုတ် ဒါဆိုတာဒုတိယအကြိမ်ကမမဘယ်နှကြိမ်ရောက်ရှိဘူးဒုတိယဒါဒုတိယအကြိမ်မြောက်ပေါ့ညီမလေးပထမအကြိမ်မြောက်ကတော့မမငပိရေချိုဘူးလေးတွေပေါ့ငပိရေချိုဘူးလေးဆိုဒါမျိုးလေးတွေပေါ့ညီမလေးရေဒါမျိုးလေးတွေမမညိုဒီလိုဘူးလေးတွေဥမရောင်းဟိုပေါ့ရောင်းတာမမရောင်းလို့ရှင်ဒါတပေါင်းခွဲလောက်ရောင်းတယ်ဒီထဲမှာဆိုရင်ငရဲငပြင်းမဟိုငစရိုင်းတို့ငစုံတို့အစုံပါတော့ငပုတ်တင်ငပုံနာငဖတ်ပေါက်တွေတကယ်ကောင်းတဲ့ငပိပေါ့ထိတ်တန်းစားမမညိုရဲ့စိုက်မှာဆိုတာတော်ဝမ်းပေါ့နော်ဒီငပိမျိုးတွေရောင်းရင်တပေါင်းခွဲလောက်ရောင်းတယ်ဒါမမညိုကအခုအဲ့ဒါတပေါင်း2000လောက်နဲ့ပေါ့ပေါ့နော်အဲ့ဒါမျိုးလေးတွေအခုတတ်မှတ်ပြီးတော့မမဒါ အခုဒုတိယအတုံးနဲ့ဆိုရင်တော့မှ390ကျော်ကျော်ဖို့လောက်ထိပေါ့နော်လူပေးဖို့စိတ်ကူးတွေပေါ့နော်အခုနဲ့လောက်တာပေါ့ဒါတွေရှိတဲ့ကောက်ကဆိုတာငပိရေကျော်ကနေဘူးလောက်ပါလေငပိရေကျော်350လောက်ပါလေညီမလေးငါ6ငါ6ဒီငါ6ဆိုအသားတက်ကလေးတွေပေါ့ကြော်တာဟုတ်ကဲ့350တော့ပဲသူနဲ့အတွဲအတွဲလိုက်ပေါ့လေမလှူပေးမှာပေါ့ဟုတ်ကဲ့ညီမလေးကိုမဒါကြာကိုမကိုလည်းကြော်တော်ထားတဲ့ဟာလေဟုတ်တယ်ညီမလေးဒါအမိုင်းပါမိုင်းကြော်တော်ထားတာလေအမိုင်းတို့ကြော်လဲဆိုရင်လည်းညီမလေးဖြစ်စလက်ကမကြော်ဘူးခွာစီအသက်နဲ့ပေါ့မြေပဲဆောင်စီနဲ့ကြော်တာ ဒီမဲ့စုံစည်းအငှားငရုပ်စည်းဆိုတဲ့အညာချွေတတိချကွာအောင်ကြိတ်ခွဲထောင်းပေါ့နော်ချက်တော့အဖြူနည်းကြညာနာကြော်တာငချောက်တွေဒီတက်မှာဆိုရင်ငချောက်ကငကွန်းရှက်ချောက်အတုံးလေးတွေပါမယ်အဲနောက်ပြီးကြတော့နှက်ကြော်ချောက်တွေပါမယ်ကတ်တာတွေကတ်ခူရံတွေဒီလိုအတုံးလေးတွေပေါ့အမအဲ့လိုမြဲအဲ့လိုလေးတွေအကုန်သိလားအဲ့ဒါလေးတွေအကုန်လုံးနောက်ဟွာလေးတွေပါတယ်ကတ်သပေါင်းချောက်တွေပါတယ်နောက်ပြီးကတ်ခူရံမြင်းဆွဲတွေပါတယ်ငကွန်းရှက်အဲနောက်ပင်လယ်ငပြင်းမပင်လယ်ငပြင်းမလည်းပါတယ်နောက်ပြီးကြတော့ဗာလဲ ဟိုဟာဒီညီမလေးရဲ့ဒီဒီဒီမှာမမညိုစီမှာရောင်းတဲ့ဟာတွေဟိုငဒံလေးတွေလည်းပါတယ်အဆုံပါတယ်ညီမလေးစားကောက်မဲ့ငားတွေပေါ့အကုန်ပါတယ်ငကုန်းရှာလည်းပါတယ်သိလားညီမလေးနော်နတ်ကတော်ချောက်ကက်ခူယန်ကတ်တာအဆုံပါတာဒီထဲမှာအကုန်လုံးကြော်ထားတာပေးလန်ကပြေမချောက်မမညိုရဲ့လက်ရပါမမညိုညိုမမညိုကိုတိုင်ပဲမြေပဲစုံစည်းနဲ့တဲ့တဲ့ချာချာလေးငရုတ်သီးဆွင်နေတာအညာချွေခုနပြောတဲ့အတိုင်းပဲညီမလေးတဲ့တဲ့ရှာဟုတ်စေတနာအများကြီးထဲမှာထည့်ပြီးတော့မမညိုကလှူပေးရလေ။ဒါဘယ်နေရာအတွက်အဓိကလှူသွားမှာလဲ။ဒါမမစကိုင်းငလျင်အတွက်ကိုလေ။ စကိုင်းကိုအဓိကလူသွားမှာမှညီမနေနော်ဒါဘယ်နှစ်ချိန်မြောက်ဖြစ်လဲဒါဆိုရင်နှစ်ချိန်မြောက်ပေါ့ဒုတိယအချိန်မြောက်ပေါ့ဒုတိယအချိန်မြောက်ဒုတိယအချိန်မြောက်ပထမအချိန်ရအောင်ပထမအချိန်ရအောင်ဆိုလို့ရှိရင်ညီမလေးဘာလေးပါလဲဆိုငပိရေချိုးငပိရေချိုးငပိရေချိုးဆိုရင်တပူကိုမမရောင်းမယ်ဆိုတော့တောင်းခက်လောက်음ဒီလိုဒီလိုဟာလေးပေါ့ရောင်းယူမယ်ရောင်းမယ်ဆိုရင်တောင်းခက်လောက်ရှိတယ်ဒီမှာဆိုရင်မမညီမလေးငရံနေပါမယ်ငပြေမတွေငစရိုင်းနေငခူအစုံပေါ့ ငပုတ်တင်ငပုံနာငပတ်အပေါက်ကားကလေးအပေါက်အစုံစားကောင်းမဲ့ငါးတွေငပိရေလည်းဖြူဝမယ်စားလည်းပေါ့ရမယ်စားကောင်းမဲ့ငပိရေကိုချိုမဲ့ဟာတွေအကုန်ဒီတော့မှအကုန်ထက်တာလားစားပေါ့တယ်မမညွေကွာလီတီကငပိကစားပေါ့တာဆိုတော့ဒါလူတိုင်းကြိုက်တာနောက်ဆုံးညွာလေးရဲ့ငပိရေလေးကြိုပြီးတော့သမင်းပူလေးနဲ့စားရင်တော့အဆင်ပြေအောင်ပေါ့နော်မမညွေဒီလိုလေးသေချာပြီးထုတ်ပိုးပြီးတော့အဲ့ဒါကစကိုင်းကိုတစ်ခေါက်ပို့ပြီးပြီတစ်ခေါက်ပို့ပြီးသွားပြီဟုတ်ပါတယ် ဟိုကအဲ့ဒါမျိုးဘူး350ပါတယ်ဘူး350ပါတယ်ငချဘူးကငချဘူးကကြာလဲငချဘူးလည်းအတူတူပဲအဲ့လိုပါတယ်အခုကအခုတစ်ချိန်ရတယ်ကြာလဲငချောက်ကအဲ့လောက်လောက်ထပ်ပါပေါ့ညီမနော်အင်းအဲ့လိုဒါဒုတိယဒုတိယအချိန်မြောက်မြင်အတွက်ပေါ့ဒါသတိုင်းငယ်လေးအတွက်ပြီးရဆိုဒါဘယ်လောက်ဘူးလောက်ရှိနေသိန်း90ကျော်လောက်တော့ရှိပြီပေါ့ညီမလေးမမလှူနေရလေ90ကျော်လောက်တော့ဖြစ်နေပြီပေါ့ငပိရပဲငပိရပဲဘူး350လေးညီမလေးတပေါင်းနဲ့ပဲအတွက်ပေါ့လေဒီငချောက်ကလည်းနှစ်ချိန်ရှိနေပြီဆိုတော့လေသိန်း90ကျော်ဘူးလောက်ရှိတယ်ပေါ့အနေဆုံးဆိုစကားအဓိက ဟမ်စကိုင်းကိုအဓိကရေးပြီးတော့ကိုလူတန်းပြီးဖြစ်တာပေါ့ဘယ်လိုကြောင့်များဖြစ်လဲကိုမိတ်တွေရှိတာလားအဲကိုကိုမိတ်ဆွေရှိတာရေလို့တော့မဟုတ်ဘူးကိုမိတ်ဆွေရှိတာလည်းရှိတာပဲပေါ့ညီမလေးဟိုဘာကြောင့်လဲဆိုတော့တတိချာချာအဲ့ကိုရဲ့မိတ်ဆွေကတိမ်စင်းတိမ်တဲ့တကယ်ဖြစ်ပြနေတဲ့လူတွေတကယ်ဖြစ်ထားတဲ့ပုံကိုယ်တွေကိုပေါ့တိမ်စင်းတိမ်စားကိုထိထိရောက်လှူပေးမယ်ဆိုလို့မမလည်းလေဒါလေးကိုကိုကဒီကနေလှုပ်ပေးရတာပေါ့ညီမလေးလှူချင်တာပေါ့နော်အဲ့လိုလေးတွေတတိချာကိုထူတဲ့ပစ္စည်းကိုတကယ်ဒုက္ခရောက်တဲ့လူတွေကိုလက်တွေ့ တေချာထိထိရောက်ရောက်မယ်ဆိုတော့မမလည်းဒီကနေလုတ်ပေးတာအဲ့ဒီအဲ့ဒီလိုကြောင်းပေါ့ ီတဲမှာဆိုရင်ညီမလေးငချောက်တွေကတော့မောဒီတဲမှာဘာပဲလဲငကွန်းရှက်ချောက်ပါမယ်အသားတက်ကလေးတွေပေါ့လေငကွန်းရှက်ချောက်အသားတက်လေးတွေပါမယ်အဲကတ်ခွရံမြင်းဆွဲအသားတက်လေးတွေပါတယ်ကတ်တာပါမယ်နောက်နက်ကြောချောက်တို့ငပြင်းမပင်းနဲ့ငပြင်းမချောက်တို့ အဲနောက်ငါအုံးတို့အစုံပါပဲအစားကောင်းမဲ့ငါချောက်တယ်လေစားကောင်းမဲ့ငါကြီးငါကောင်းငါချောက်တယ်အများဆုံးပါတယ်ညီမလေးကြော်တဲ့နေရာမှာလေအမကဒါကိုစားသလိုမျိုးပဲဖြစ်စလက်ခတ်ကြော်တာမဟုတ်ဘူးငါချောက်ကိုတေချာတုံးတက်တုံးတက်ပြီးတော့မှရေမိုးဆေးဆေးပြီးအချောက်တစ်ခါပြန်လှမ်းအတုံးတက်ကလေးတို့အချောက်ပြန်လှမ်းပြန်လိုက်မှငါချောက်ကိုတီးတန့်ကြော်ပြီးတော့ငရုတ်သီးဆိုလဲအညာချွေပြီးတော့ကိုတိုင်းချိန်ခွဲထားတဲ့ငရုတ်သီးကိုထား အစီဆိုရင်လည်းမြေမဲဆောင်စီအတန်နဲ့အမကြော်ပေးထားတာနေမှာလीနော်စေတနာလေးကိုတကယ်ဒီထဲမှာထည့်ထားတာပေါ့အမလीဟုတ်တဲ့အိမ်တပူးနဲ့ငပိတပူးပေါ့ဒီလိုမျိုးလေးတွေပေါ့မမလှူပေးတာလीဒါမျိုးလေးလှူပေးတာပေါ့နော်ငါ၆ကြောင်ကထပ်လိုတဲ့ကြောင်ကထပ်ကြော်ရတာပေါ့လीထပ်ကြော်ပြီးရောအမတို့လှူမှာပေါ့ညီမလीနော်ဟုတ်ကဲ့ပါဒါလေးတော့ညီမလေးတ िश ူးလေးနဲ့တော့ပါမလားမိုင်တ िश ူးလေးနဲ့နှာခမ်းလေးတွေတော့ဟိုအပြည့်ရတယ်ဘူးတပူးကအပြည့်ညီမလေး ဒီလိုလေးတွေပေါ့ဒါလေးတွေမဟုတ်ဒီလိုထည့်ပေးရင်ဒါတ िश ူးနဲ့တုပ်တုပ်ပြီးရင်တ िश ူးနဲ့တုပ်မယ်တုပ်ပြီးလို့ရှိရင်ဘူးဖူဖူဖုံပြီးတော့တစိမ့်ကပ်ပြီးတော့အပေါ်အပူအပေါ်အိတ်အကြီးလေးနဲ့ပြီးတော့မှစက်ကူဖားလေးကိုထည့်အဲ့လိုမျိုးပေါ့တေချာလို့ပထမဆုံးဒီလိုထည့်ပေါ့ညီမလေးထည့်မယ်တေချာထည့်မယ်ထည့်ပြီးတော့နှခမ်းလေးကိုတ िश ူးနဲ့ပါနဲ့တေချာတုပ်တုပ်ပြီးတော့မှအပေါ်ကနေအဖုံဖုံတစိမ့်ကပ်အိတ်အကြီးနဲ့ဆွတ်ဆွတ်ပြီးတော့မှဖားလေးတွေစက်ကူဖားလေးတွေကိုထည့်တနတ်စီပြီးတေချာထည့်သူငါချောက်ကလည်းစားပေါ်တယ်ညီမလေးငါပြာရီတောင်ဖျန်းရတယ် အမရဲ့ငါချောက်တရတအားစားပေါ့တာငါပြရင်တော့ online ရောက်နေ online ရောက်နေပစ္စည်းဆိုညီမလေးရဲ့အပေါ့ပဲကင်တာလေဒီဘက်ခင်မှာငါပြငါပြရငန်းရင်ဘလူးမှမစားဘူးအဲ့တော့ online online မှာရောက်နေပစ္စည်းဆိုတော့အားလုံးကအပေါ့ပဲငါပြလဲစားပေါ့အောင်ပဲငါပြဆိုရင်မမရဲ့ငါပြဆိုရင်ပေါ့လေပြောရမယ်ဆိုရင်ဒီဟိုပါပေါ့ငါပြဖြုံပဲစားထည့်ထားတာငါပြဖြင့်ပြီးရောစားငါပြဖြစ်ယုံပဲစားထည့်ထားတာပေါ့ငါပြဖြစ်သွားဖို့အရေးပဲပေါ့စားအောင်လုံးဝပေါ့တာပေါ့နော်အချိုအချိုပေါ့ငါပြဆိုလဲအချိုဒီငါချောက်တွေဆိုလဲဒါ online ရောက်နေကြတဲ့အကြောင်းမို့အချိုချောက်တွေပဲဖြစ်တယ်ညီမလေးလုံးဝအတန်လေးပေါ့လုံးတော့မှငါပြရင်ဖြန့်အရန်ပေါ့အောင်ငါပြရင်ဖြန့် မနေ့ကညနေရဆိုရင်ဒါငရုတ်သီးတွေဘာတွေထောင်းတာတွေပြူတာတွေပေါ့နော်အကုန်လှုပ်ငချောက်ကိုအရင်ကြော်ထားပေါ့ကြွကြွလေးဖျောက်ငချောက်ကိုအရင်ကြော်ထားပြီးတော့မှငရုတ်သီးနဲ့တခါပြန်လှုပ်ပေါ့မနေ့ဆိုမနေ့ကဆိုရင်ဒါဟိုနေ့လောက်ထားလေးနိုင်လောက်ထားတယ်နော်သိလားဒီချာလှုပ်ရခံစားရတဲ့အပိုင်းရောညီမလေးရဲ့ကိုသာဆိုရင်ပေါ့ကိုသာဆိုရင်ဆိုတဲ့စိတ်နဲ့ပေါ့ညီမလေးရဲ့ထပ်တူခံစားမိပြီးတော့ဒီအလုပ်တွေကိုလှုပ်ဖြစ်ပေးတာဖြစ်ပါတယ်ညီမလေးသိလားတကယ်ပါကိုနဲ့ကိုသာဆိုရင်လုံးဝမခံနိုင်တဲ့အနေအထားပေါ့ညီမလေးနော် ဲ့လိုမျိုးလေးတွေပါအဲ့စိတ်တွေနဲ့ပဲမှလှူပေးတာပါညီမလေးနော်ဟုတ်ကဲ့ပါအဲ့လိုက်စကိုင်းမန္တလေးတကြောမှာကိုယ့်ရဲ့ customer တွေရှိလားရှိတာပေါ့မန္တလေးမှာဆိုလဲ customer တွေအများကြီးစကိုင်းမှာဆိုလဲ customer အများကြီးမန္တလေးဆိုရင်လဲညီမလေး customer တွေကကို customer တော်တော်များတယ်မန္တလေးဆိုလဲလေစကိုင်းလဲရှိတာပဲညီမလေးသိလားအဲ့လိုမျိုးလေးပါဟုတ်ကဲ့ဒါစားတောက်ကုန်လို့ဒီညီမတက်ကြနေတာဒီစကိုင်းငယ်နေတဲ့ဘက်က3000ကျော်ပို့ပေါ့ တိခု90ကျိုးလှူဒန်းထားပါတယ်ညီမလေးဟုတ်ကဲ့ငပီငပီဆိုရင်လည်းကုန်ချိန်350ပေါ့ငပီဆိုတဲ့ကုန်ချိန်350ဆိုရင်ညီမလေးမမရောင်းမယ်ဆိုရင်ဒါတပိတ်တော1000ခွက်လောက်ရောင်းတာပေါ့တပူကိုလေ1000ခွက်လောက်ရောင်းတာပေါ့ဒါပေမဲ့မမ1000လောက်နဲ့ပဲတွက်ပြီးတော့ဒါဒီငချောက်ဆိုရင်လည်းငချောက်ဆိုရင်ညီမလေးငလီတူ6000တော့မှာပဲ10000ကို6000 9000လောက်ဖြစ်နေ6000လောက်အနေဆုံးဖြစ်တယ်ဟုတ်တယ်မလားအနေဆုံးကတော့6000လောက်ဖြစ်တယ်ငလီတူ6000တော့မှာအပြည့်ကြောက်လို့ဘာလို့တော့မှာပဲအခုမမက5ကြီး5ကောင်းနေကြော်တော်ပေးထားတာဆိုညီမလေးတွက်ကြည့်ပေါ့နော်3000 90ကြော်လို့ဒါအမအကြမ်းမြင်းဒါဖောက်တဲ့ဈေးအတိုင်းတွက်တာတကယ်မမညိုရောင်းမဲ့ဈေး ဆိုရင်ကတော့မကပါဘူးညီမလေးနော်အဲ့လိုလှုပ်ပြတာဒီငချောက်ဒါဒါတဘူးလားဒါတဘူးအနေဆုံးညီမလေးတောင်းခွဲတောင်းခွဲလောက်ကဒါဒါတောင်းခွဲဆိုတာမှဒါမမဖောက်တဲ့ဈေးမျိုးတိတာညီမလေးတကယ်ရောင်းမယ်ဆို2000လောက်မှရောင်းနိုင်မှာပါညီမလေးတကယ်5ကြီး5ကောင်းနေထည့်ထားတာလေညီမလေးဟိုဒီတက်မှာဆိုကတ်ခွေရန်တို့ကတ်သားတို့ပင်လယ်ငပြင်းမတို့ကတ်ခွေရန်မြင်းဆွဲတို့တကယ်တကယ်ကောင်းတဲ့ငချောက်တွေအသားကောင်းနေပေါ့နော်ထည့်ထားပြီးတာပါညီမလေးဟုတ်ကဲ့ညီမလေး ဆက်ကြတာလူလေးထူထမ်းပြရဘလို့လေးပီတီဖြစ်ပြီလေပေါ့ကိုပြောတာပေါ့ညီမလေးပီတီဖြစ်တယ်ကျဉ်တ်တယ်ကိုကိုကိုကျဉ်တ်တယ်သိတာပီတီတွေလည်းတအားဖြစ်တယ်အဲ့လိုမျိုးပေါ့ညီမလေးပြောပြောပြန်ပြောမပြတတ်အောင်ဘီတီဖြစ်တာညီမလေးပြောစရာစကားလုံးအောင်ရှာမလို့ရအောင်ဘီတီဖြစ်ပါတယ်ညီမလေးဟုတ်ကဲ့ဘီတီပြန်လဲဆိုညီမလေးရဲ့သူတို့အမအကိုကျေးဇူးတင်ပါပါတိလားကျေးဇူးတင်ပါ မရဲ့ငချောက်တဒိုလေးကိုစလက်သေးခုံလောက်ပဲဖြစ်တဲ့ဒိုလေးပဲစားရစားရသူတို့အယမ်းကိုကျဉ်တ်သွားပါညီမလေးကျဉ်သူတို့ကျဉ်တ်သွားရလာအောင်ပျော်ရှင်သွားရလာအောင်မလေးသိလားစိတ်ဟိုဘလို့ပြောရမလဲညီမလေးစိတ်ခံစားမှုတွေအပြည့်အဝနဲ့ပေါ့အရသာရှိရှိကိုမကြော်ထားပြတာပါညီမလေးနော်လှုပ်ထားပြတာပါချက်ပြုတ်ပြထားပြတာပါငလင်းအတွက်တီးတန့်လှူကျဉ်တဲ့လူတွေကိုလည်းမမကဒါဒီအလှူကတော့အလှူဈေးပေါ့လှူမယ်ဆိုတဲ့လူတွေမမပြောချင်တာလှူမယ်ဆိုတဲ့လူတွေအတွက်ကိုအလှူဈေးလေးမတတ်တတ်လှုပ်ပေးမယ်ပြီးတော့နော် လောအားအင်အားမရှိလို့ဥမာကတ္တမနိုင်ငံညာကတ္တမတွေလည်းရှိရလေလူချင်းတဲ့လူတွေရှိတယ်ဆိုရင်လည်းမမဒါကိုကိုယ်တိုင်ချက်ပြုတ်ကြော်လော်ပေးမယ်အဲတတ်နိုင်တဲ့ငွေနဲ့ကိုဖြစ်အောင်မလုပ်ပေးမယ်ပေါ့သူတို့ဥမာအဲ၁၀သိန်းမှတတ်နိုင်တယ်9သိန်းမှတတ်နိုင်တယ်ဆိုတတ်နိုင်တဲ့ငွေနဲ့ကိုမမဖြစ်အောင်လုပ်ပေးမယ်ပေါ့နော်မိုင်နော်ဈေးဆိုရင်လည်းပဲအလှဈေးဆိုတာတတ်အမလုပ်ပေးထားတယ်ပေါ့လူမဲ့လူတွေကတတ်ဈေးလုပ်ပေးထားတယ်ပေါ့နော်မိုင်နော်ဥမာဘလို့လဲဆိုရင်ညီမလေးဒီငပိဒီငပိတပူးကို1000ကျော် တထောင်ခွဲတိုင်မယ်လှူမယ်ဆိုရင်တထောင်လောက်ပေးရင်ပေးမယ်ပေါ့မမနော်ဒါမျိုးပေါ့ဒီငချောက်တပိုးကမမရောင်းတာ2000တန်တယ်ပဲထားလှူမယ်ဆိုရင်မမတထောင်ဖြစ်ချင်းဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုလေးတွေတခြားလုတ်ပေးမှာပါညီမလေးနော်ဟုတ်ကဲ့ပါလုတ်ပေးမှညီမလေးလုတ်ပေးမှလုတ်ပေးမှလုတ်ပေးမှဟိုဘလို့လုတ်ပေးမလဲဆိုလို့ရှိရင်ညီမလေးဥမာအဲမမကတော့ညီမလေးရေနော်ဘူးတစ်ထောင်လိုချင်တယ်ဆိုရင်တစ်ထောင်ပေါ့ဘူးတစ်ထောင်လိုချင်တယ်တစ်ထောင်ပေါ့ဘူးတရာလိုချင်တယ်တရာပေါ့အဲ့ဒါကိုဘယ်ဈေးလောက်နဲ့ဈေးညှိပေါ့ညီမလေးရေဈေးညှိပြီးအစင်ပြောင်းပေါ့မမလေးမဖြစ်ပြောင်းလုတ်ပေးမယ်ညီမလေးရေအဲ့သဘောလေးတွေတော့မမ ဟိုစီစဉ်ထားပါတယ်နော်ဟုတ်ကဲ့ကိုတိုင်းကြောကိုတိုင်းကြောကိုတိုင်းကြောကိုတိုင်းချက်ပြုတ်ပဲပေါ့နော်ညီမလေးတေချာလှုပ်ပေးမှာပါစီဆိုလဲအတန့်ပဲခိုင်မှာမမလေးမမညိုကိုတိုင်းမမစိုင်မာကိုကမြေပဲစုံစီရောင်းတယ်ဆန်ဆိုရင်လဲလက်ထွက်ဆန်တွေရောင်းတယ်လက်ထွက်ဆန်ဆိုလို့ရှိရင်လဲကြိတ်တစ်တွေဖြစ်တယ်ဖွဲ့နုအလွှာကိုကောင်းအောင်ကြိတ်ထားရတယ်ပါလေရှိရယ်လေအဲ့တော့ကြောပိုးထိုးစရာမို့တက်စရာမလို့ဆန်ဆိုလဲကြကြားထားလို့ရတဲ့အနေထားမျိုးတွေကိုမှရှိရယ်လေကိုရဲ့ကိုပိုင်လက်ကထွက်တဲ့ဆန်အဲဒါဆိုရင်လဲဒီငမိငှချောက်ဆိုလဲကိုရဲ့မိုးပိုင်ထုတ်ကုန်ဆိုတော့လေပြောစရာမလိုတာညီမလေးသိလားနော်အဲ့လိုမျိုးပါ ။အော်ဒါညီမလေးတို့တီးပြီးသားပဲမမမလုပ်ငန်းရှိရလေ။ကိုကလုပ်ငန်းရှင်ဖြစ်နေလို့ငပိငပြာရေးဒါတွေကလုပ်ငန်းရှင်ဖြစ်နေလို့ကိုမမရှော့ပေးနိုင်တာပါ။ငပိငချဒီ sorry ပါ။ငပိတို့ငပြာရေးလို့ဆိုတာကြာလေကောင်းတဲ့အမျိုးဒီငပိဆိုတာချက်ချင်းငါ့ကိုငပိတိတ်လို့လဲငပိဖြစ်တာမဟုတ်ဘူးလေလွန်ခဲ့သောနှစ်နှစ်ကျော်နှစ်နှစ်နီးပါးလောက်ကငါ့ကိုငပိတိတ်မှာငပိဖြစ်တာဆိုတော့ ဒါကြောင့်မလို့လွန်ခဲ့သောနှစ်နှစ်ကျော်နှစ်နှစ်နီးပါးလောက်က90နဲ့မလို့အခုမမရောင်းတဲ့ဈေးဆိုတာငါအဆိုင်ဈေးတောင်မရှိဘူးမမညိုအခုရောင်းနေတဲ့ဒါဝစားမဲ့စားသုံးမဲ့လူတွေကိုရောင်းနေတာတောင်မှပဲဒီဈေးနဲ့ရောင်းနိုင်တယ်ဆိုတာလေလှူမဲ့လူတွေဒီထက်တောင်လျှော့အောင်မှာဆိုတော့ညီမလေးရေဒီဈေးတွေကငါအဆိုင်ဈေးတောင်မရှိအခုပေါက်နေတဲ့ငါအဆိုင်ဈေးတောင်မရှိမမညိုရောင်းနေတဲ့ဈေးတွေဟာလေဘာဖြစ်လို့ဒီဈေးတွေနဲ့ပေးထားလဲဆိုမမကလုပ်ငန်းရှိလို့လုပ်ငန်းရှင်ဖြစ်နေလို့ပါလို့နော်ငပိဆိုတာကလည်းချက်ချင်းငါ့ကိုငပိတယ်လို့ငပိမဖြစ်ပါဘူးလွန်ခဲ့သောနှစ်နှစ်ကျော်နှစ်နှစ်နီးပါးလောက်က ငါကငါပြိသိမ့်မှာငါပြိဖြစ်တာဆိုတော့လွန်ခဲ့သောနှစ်တွေကဈေးနဲ့မလို့တာမမလုပ်ငန်းရှင်ဖြစ်နေလို့တာလေဒီဈေးနဲ့ပေးနိုင်တာပါလို့အဲ့ဒါလေးပြပြချင်တာပါညီမလေးနော်ရှိတာပါညီမလေးတိုက်ခိုက်တဲ့လူတွေကိုတော့အမစကားနဲ့ကိုထက်မပြောတော့တာလေတိုက်ခိုက်နေတာပဲ ဟုတ်တယ်မလားညီမလေးဒါအမလိုလူကိုအသာထားတော့တကယ်ကိုစွန်းစွန်းတမန်ကိုကျိုးစုံပြီးလုပ်နေလူတွေတော်မှပဲတိုက်ခိုက်ပြောစုံနေရဆိုတော့အမလိုလူကတော့ပြောမနေတိုက်ခိုက်လည်းအမကယူမဆိုင်ပါဘူးမလားနော်တိုက်ခိုက်ချင်းတိုက်ခိုက်မတိုက်ခိုက်ချင်းနဲ့ကိုလိုရမယ်လို့ကိုသွားရမယ်လမ်းကိုပဲကိုပါကိုသွားမှာတိုက်ခိုက်ချက်တိုက်ခိုက်တဲ့လူကသူ့ကသူအလိုလိုနောက်မှာကြံခဲ့ပဲမမတို့သွားစရာရှိတယ်လူကတော့ရှေ့ကိုသွားနေမှာပဲလေညီမလေးဒီတော့တိုက်ခိုက်တဲ့လူကအမကယူမဆိုင်ပါဘူးညီမလေးနော်ဟုတ်ကဲ့ပါရှင် ။အော်ညီမလေးရေပြောမပြတတ်အောင်ပေါ့။အမပြောခဲ့ရှေ့မှာပြောခဲ့ဆိုပြောမပြတတ်အောင်အမစကလုံးရှာမရအောင်ပြောမပြတတ်အောင်ကိုပီတီတွေဖြစ်တယ်။ဝမ်းသာတယ်။နော်ကိုမီတာကိုမီကိုလူနေတယ်ဆိုရင်လည်းကိုမီပါရေးလည်းမြင်နေရကြအောင်မိပါရေးအတွက်လည်းဒါနော်မိပါရေးအတွက်ကိုလည်း sharing လုပ်ပေးရရတယ်။ကိုမီပါရေးအတွက်လည်းပီတီဖြစ်တယ်။နှစ်ဖက်မိပါရေးလည်းပီတီဖြစ်တယ်။ကိုလောက်ကင်တာကိုကိုသူတို့မွေးထားတဲ့တမီးကဒီလိုလောက်ကင်နေဆိုတာသူတို့အတွက်ပီတီဖြစ်တယ်လို့ကိုကလည်းဘလို့ဂုံယူလို့ဂုံယူမှမသိအောင်ကိုမီပါရေးအတွက်ကလည်းဂုံ ဂုံယူစရာကောင်းတဲ့သမီးပဲပေါ့ညီမလေးဒီလိုမျိုးတွေနဲ့အမရဲ့ PT ဟာစကလုံးရှာမရအောင်ပြောမပြတတ်အောင်ကိုမှပေါ့ညီမလေးအဲ့လို PT မျိုးတွေပေါ့ခံစားမိပါတယ်ညီမလေးအဲ့တော့စိတ်တက်မကြပါနဲ့လူဘဝဆိုတာဒီလိုပါပဲပေါ့မသိမချင်းဒုက္ခတွေကတော့ဒုက္ခဆိုတာလူဆိုတာကလူဘဝဆိုတာဒုက္ခမျိုးတွေကြီးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုတော့စိတ်တက်မကြနိုင်နဲ့ပေါ့လေဟိုလဲသွားပြန်ထအချိန်ချင်းလဲအချိန်ချင်းပြန်ထဖို့ပဲပေါ့လူဘဝဒီလိုနဲ့ပဲမွေးဖွားတာလေစိုက်တက်လောက်လဲသွားစိုက်တက်လောက်ပြန်ထအချိန်ချင်းလဲအချိန်ချင်းပြန်ထလူဘဝဆိုတာလဲကြွားပြန်ထဖို့ပဲပေါ့ ေါ့ညီမလေးဒီလိုပဲအမမြင်မိပါတယ်အမတို့လည်းအချင်းချင်းလေးအချင်းချင်းပြန်ထားခဲ့ရတာပဲလေအဲဒီအမတို့ဒုက္ခတွေတော့သူတို့ကပိုးတာပေါ့လေပိုးပေမဲ့လည်းဒါတတိရှိနေပဲရင်ဆိုင်ပါနော်အားတွေတင်းထားပါပဲပေါ့နော်ဥမာဒီလိုလေးပြောချင်ပါတယ်ညီမလေးအဲ့လိုမိသားစုတွေဆုံဆုံသွားတဲ့သူတွေအတွက်ကတော့မမပြောချင်တာတော့ဟိုစိတ်တက်မကြပါနဲ့လို့နော်ဒီလိုပါပဲလူဘဝဆိုတာဒီလိုပါပဲပေါ့လေတွေ့ကြုံဆုံကွဲဖြစ်မြဲဓမ္မတာမလို့ပေါ့နော်ဒါကတော့စိတ်တက်မကြပါနဲ့ပေါ့လေမမလည်းမမတို့ဘက်ကလည်း အဲမမတို့ဘက်ကဒီလိုဒီလိုဟာတွေကိုကြုံရတယ်မခံစားရတယ်မမတို့ဘက်ကလည်းတန်းထိုင်သလောက်တည်းတော့မမလည်းဒါတွေပြီးရင်နောက်ထပ်လည်းထပ်လုပ်ဖို့အစီအစဉ်လေးရှိပါတယ်ပေါ့ညီမလေးရှိရဲအဲ့ဒါမျိုးလေးတွေပေါ့လုတ်ပေးမှာပေါ့ညီမလေးရေသူစိတ်တက်မကြပါနဲ့ဒါလေးပဲပြောချင်ပါတယ်ညီမလေးစိတ်တက်ကတော့ကြာနေမှာပဲလေသူတို့ကခံစားနေရတာဆိုတော့စိတ်တက်မကြပါနဲ့လို့တွေ့ကြုံဆုံ क्वे ဖြစ်မြဲဓမ္မတာမလို့ပေါ့နော်လူဘဝကြီးဆိုတာဒီလိုပါပဲလို့အဲ့ဒါလေးပဲပြောချင်ပါတယ်ညီမလေးခြေ क्वे ရတယ်ညီမလေးခြေ क्वे ရတာမှ ဟိုပြောစရာစကားမရှိအောင်ခြေခွေရတယ်တကယ်လဲဝမ်းနေရတယ်ထတ်တူထတ်တူဝမ်းနေရတယ်ညီမကြီးထတ်တူကိုဖြစ်နေတဲ့လိုမျိုးခံစားရပါတယ်တချို့တနေရာမှာဆိုရင်ခလေးလေးတွေပိတ်မိနေရတယ်တေးချေပျက်စီးကုန်တာပျက်စီးကုန်တာတွေကိုကြည့်ပြီးတော့မိခင်တယောက်ရဲ့မြေတားလေးနဲ့ပေါ့နော်မိခင်မြေတားလေးနဲ့ခံစားရတယ်မဖြေနိုင်အောင်လည်းခံစားရပါတယ်ညီမကြီးနော်မဖြေနိုင်အောင်လည်းခံစားရတယ်အဲ့တော့မိသားစုဝင်တွေမှာတချို့မိသားစုတွေဆိုလည်းမိသားစုဝင်တွေပျက်စီးရတယ်တေးချေရတယ်ဒီပျက်စီးသူတွေအတွက်ကိုလည်းပဲ ကိုကဟိုခန်းစားနေရတယ်မပြီးဘူးလေညီမလေးသေတဲ့လူကသေသွားပြီးပြန်ရှင်လာမှလည်းမဟုတ်တဲ့အခါကျတော့ကိုချင်းမစားလို့တော့ပြောတာမဟုတ်ပါဘူးသေသွားတဲ့လူတွေအတွက်ကိုလည်းရှင်တဲ့လူကကိုချမ်းမှာပါသားတင်ကုသိုလ်ကောင်းမှုတွေအမြတမ်းပေးဝင်နေတာတာတို့ခေါ်နိုင်ခေါ်ပေးနိုင်အောင်လုပ်ပေးနိုင်အောင်လေကိုကလုပ်ပေးနိုင်မှာပေါ့လေအဲ့ဒါတွေကကိုအချမ်းမှာနေမှအဲ့တော့ကိုလည်းချမ်းမှာအောင်နေပါလို့ကိုလည်းချမ်းမှာအောင်နေပါအခုဒီဖြစ်ရက်ကဘလို့လဲဆိုရင်ကောသလမင်းကြီးပြောခဲ့သလိုပဲအရှိရက်ကလည်းကြောက်တုံးလေးအနောက်တောင်မြောက်ကကြောက်တုံးနေလိမ့်လိုက်လဲကောင်းမှာကိုကိုအကုန်ပြိမဲ့အချိန်မှာ ော်ညီမလေးရှောင်လဲလို့ပါမရှောင်လို့မရတဲ့အချိန်မှာကိုယ်စိတ်ကိုလည်းဒီလိုမျိုးအခုကြုံနေတာဆိုတော့အဲ့ပုံစံတိုင်းပဲကြုံနေတာအရှင်းအနောက်တောင်ရောက်ကကြောက်တုံးနေတာကိုယ့်ရှိအကုန်လိမ့်တာတော့ကိုကရှောင်လို့မရတဲ့ပြဿနာရှောင်လို့မရတဲ့ကိစ္စနဲ့ကြုံတဲ့အခါကျတော့ခံစားရမှာပဲညီမလေးဒီတော့တရားဓမ္မလေးနဲ့ကိုယ်စိတ်ကိုဖြည့်ပြီးတော့ကိုယ်လည်းကြားမအောင်နေစတောင်းဖြစ်အောင်နေနေပြီးတော့မှကိုယ့်ရဲ့မိသားစုဝင်တွေပျက်စီးကုန်တဲ့မိသားစုဝင်တွေအတွက်ကိုကောင်းမှုကုသေးများများလုပ်ပေးနိုင်မှာကိုကြမ်းမှာမှကိုအသက်ရှင်ပေးနိုင်မှအဲ့လိုမျိုးပေါ့နော်ဒီအတွက်ကိုလည်းအဲ့လိုစကားလေးပေါ့ညီမလေး ပြောချင်ပါတယ်မမလေးကျမ်းမအောင်နေပါเนาะစိတ်ချမ်းသာအောင်နေပါတရားရှုမြတ်ပြီးရအောင်စိတ်ကိုဖြေပါဒီစကားလေးပြောချင်ပါတယ်ညီမလေးနောက်ထပ်လည်းအစီအစဉ်ရှိပါတယ်ညီမလေးနောက်ထပ်ဒီလည်းအမတို့လှူပေးပါမယ်เนาะလှူခြင်းနဲ့လူတွေလည်းမမညွန်နဲ့ဖူးပေါင်းခြင်းနဲ့ဆိုတဲ့ရတယ်ဒီကထုတ်ကုန်လေးကိုဒီလှူမယ်ဆိုတဲ့အလှဆေးနဲ့ပေါ့เนาะမမညွန်လှုပ်ပေးပါမယ်ငလင်ဘေးတင်ပြည်သူတွေအားလုံးကိုလည်းပေါ့เนาะစိတ်တက်မကြဘဲနဲ့ကျမ်းကျမ်းမမနဲ့ကိုကိုကိုပေါ့เนาะရအောင်ဖြေပြီးတော့ဟိုနေထိုင်ကြဖို့ပေါ့เนาะမမညွန်တို့ဘက်ကလည်းတက်နိုင်သလောက်ကို ဆက်လက်ပြီးလှူဒန်းပေးသွားပါအောင်မယ်ပေါ့နော်လူချင်းတဲ့ပုံကိုယ်တွေလည်းမမညုံနဲ့တွေ့တွေ့ပြီးလူချင်းတဲ့ပုံကိုယ်တွေကိုလည်းမမညုံကဟိုကြိုးစို့ပါတယ်ပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်ညီမလေးမမစီကိုဒီအစားအသောက်တွေနဲ့ဆက်သွင်းလှူချင်တာပဲဖြစ်ဖြစ်ဟိုစားတောက်ကိုဝယ်ချင်အစားအသောက်တွေဝယ်ချင်တာပဲဖြစ်ဖြစ်လှူချင်တာပဲဖြစ်ဖြစ်ဝယ်ချင်တဲ့လူတွေကိုလည်းလှူတာမဟုတ်ဘဲနဲ့ကိုစားတောက်ဖို့ဝယ်မဲ့လူတွေလည်းအချစ်စေးလကားစေးမညုံရှိမှရှိတယ်လို့လှူချင်တဲ့လူတွေတကအလှစေးဆိုလည်းမညုံရှိမှရှိပါတယ်เนาะအဲ့ဒါကိုဆက်သွယ်ချင်တယ်ဆိုရင်တော့မမညုံတို့ရဲ့ရေးလေကြောက်တန်း မောဦးရှိတတဲကရေလေကြောက်တန်းရေလေကြောက်တန်းကိုရောက်လိုက်တဲ့နဲ့မောဦးရှိတတဲကလမ်းတွေဝင်လာနဲ့မမညိုရှိတဲ့နေရာကိုရောက်ပါလိမ့်မယ်မြမအကြိုက်အမတ်မြမစိုင်းနံမရမြမအကြိုက်အမတ်254ဒုတိယလမ်းနောက်ပိုင်းရက်ွယ်ကြောက်တန်းမျိုး65ကားကိအနီးရေလေဖျားမောဦးရှိတတဲပါရှင်ဟုတ်ကဲ့